ိတ်ဆွေများအားလုံးမင်္ဂလာနေ့လည်ခင်လေးပါဆရာမအခုမိတ်ဆွေတို့ကိုရောက်ရှိလာတဲ့တပေါင်းလာပြီနေ့ကနေစပြီးတလတာအတွက်အမြင်များမှပြောတော့ကန့်ချက်မှအဟောလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ဟိုအခုရောက်ရှိလာတဲ့မကြခင်ရောက်ရှိလာတော့မယ်တပေါင်းလာပြီနေ့ဖြစ်တဲ့လာဘက်ကပြည့်တဲ့နေ့ဖြစ်တဲ့မတ်လ14ရက်နေ့ကနေ့ เนาะနောက်ထပ်တကူလာပြည့်မတိုင်ခင်အထိတလတာအချိန်ကာလမှာပေါ်ပေါက်လာမယ်เนาะအမည်နာမပိုင်ရှင်တွေ အတွက်ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ်အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုရဲနေရာမှာနေနိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်เนาะအခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုရက်ဟာရီဟာအမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ် အဲ့ဒါလေးကိုနားလည်ပေးပါเนาะအဲ့တော့အမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကိုအဖွင့်ပေးထားလဲဆိုတာကိုเนาะစဉ်းစားပြီးတော့အခုဟောမယ်နာမည်ရင်းနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာဖြစ်ပါတယ်เนาะဥပမာအဲအောင်ဝင်းဆိုရင်သူအတူပါနေတာပဲဖြစ်ဖြစ်တနင်းငွေနဲ့နဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ရမယ်နော်နောက်တစ်ခါ အော်နော်ဟိုဖြူဖြူဆိုရင်သူတိတနင်္ဂနွေသမီးပဲဖြစ်နေအောင်တော့ကြာသာပရိနိုင်နဲ့အစပြုတဲ့အမိပိုင်ရှင်နေမှာနားထောင်ပေးရမှာဖြစ်ပါတယ်ကဲစပြောပါတော့မယ်နော်တနင်္ဂနွေနဲ့အစပြုတဲ့အမိပိုင်ရှင်တွေနော်အိမ်ချမ်းမြေများနဲ့ပတ်သက်တဲ့ရောင်းချင်းဝယ်ချင်းတွေအောင်မြင်မဲ့ကာလဖြစ်ပါတယ်အခြေကဲဆရာသမားတွေထံကအကူအညီရရှိပါလိမ့်မယ်စီးပွားရေးမှာ မနာလိုသူအတားဆီးပြုတ်သူတွေတော့ပေါ်နိုင်တဲ့ကာလဖြစ်လို့သတိထားဖို့တော့လိုပါတယ်။လောင်ငယ်သားအလုသမားတွေနဲ့လုပ်ရတဲ့အလုပ်တွေလုပ်နေသူဖြစ်မယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်။ခရီးသွားဖို့တော့စီစဉ်ပြီးမှပြက်ပြဲသွားတတ်လို့ခရီးနဲ့ပတ်သက်ပြီးဂရုစိုက်ဖို့တော့လိုအပ်ပါတယ်။စီစဉ်ထားတာတွေကိုသေချာတိကျအောင်ဆောင်ရွက်တင်တယ်လို့ပြောချင်ပါတယ်။နော်။ အချင်းရေးကတော့အလုံးကိုကန်ကောင်းတဲ့လဖြစ်ပါတယ်။နော်ဒါဆရာမပြောရဲတနင်္ဂနွေနေ့နဲ့အဆပြုတယ်ဆိုတာအမျိုးသားကိုရောအမျိုးသမီးကိုရောရှင်းညွှန်းပါတယ်နော်အချင်းရေးကန်ကောင်းတဲ့လဖြစ်ပါတယ်။အဲ့တော့အိမ်အောင်တဲ့တွေဆိုရင်တော့အိမ်အောင်တဲ့တွေဟာအပေးယူမျှတဲ့လကာလဖြစ်လိမ့်မယ်လို့ဖော်ပြထားပါတယ်။အဲ့တော့ကျမ်းမာရေးရတော့မျက်လုံးနာရာမျက်လုံးထိခိုက်တာဒါတွေကိုတော့သတိထားစားရမှာဖြစ်ပါတယ်။နော်ကုသိုလ်အစီအစဉ်နေနဲ့ပြုလုပ်ရမှာကတော့ တောင်ကြီးမောင်းအဖြူသုံးပွဲကော်ဖီသုံးခွက်ကိုပြင်းမင်းအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံစွန်းအဖြစ်နဲ့ကတ်လှပေးသွားဖို့ဖြစ်ပါတယ်။နောက်တနင်္လာနေ့နဲ့အစပြုတဲ့အမြင့်ပိုင်းရှင်တွေတနင်္လာနေ့နဲ့အစပြုတဲ့အမြင့်ပိုင်းရှင်တွေအတွက်ကံကြမ္မာကစီးပွားရေးအသစ်လုပ်ငန်းအသစ်တွေပေါ်ပေါက်လာမယ့်လာတလာဖြစ်ပါတယ်။ အဲ့တော့တည်ယူဖို့ဆောင်ရည်လုပ်ငန်းဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်နေတဲ့သူဖြစ်ရင်တော့ဒီလဟာကောင်းမွန်တဲ့အကျိုးအမြတ်တွေကိုရရှိမယ်လာဖြစ်ပါတယ်မော်တော်ကားမော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့အလုပ်တွေလုပ်ကင်နေတဲ့သူဒါမှမဟုတ်မိမိပိုင်ဆိုင်တဲ့မော်တော်ယာဉ်မော်တော်ကားတွေနဲ့ပတ်သက်ပြီးထိခိုက်မှုပျက်စီးမှုတွေရှိစေတတ်တယ်လို့တွေ့ရလို့ဒါ ው တော့သတိထားဖို့လိုတယ်လို့ပေါ်ပြပါရဲ့နော်နိုင်ငံခြားဘာသာစကားနဲ့ပတ်သက်ပြီးသင်ယူတဲ့သူတွေအတွက်ကတော့ เนาะအထူးအကျိုးရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်အခြေအနေပတ်သက်ပြီးကန်ကောင်းပါတယ်အခြေအနေကန်ကောင်းတဲ့လာတလာပါเนาะတနင်္ဂနွေနဲ့တနင်္ဂနွေတနင်္ဂနွေနန်တနင်္လာနန်နဲ့အစပြုတ်တဲ့သူတွေကเนาะအခုဆရာမပြောနေတာတနင်္လာเนาะတနင်္လာနန်နဲ့ဆရာမပြန်ပြောပါမယ်ဆရာမဒီ line ကြမှာကိုစိတ်ပုံနေလို့အာယုံစိုက်နေရတာ ਨੇ ကို နော်ဟိုဆ iam မှာအာယုံတွေများသွားတယ်အဲ့တော့ဆ iam ပြန်ပြီးတော့ပြော ပြပါမယ်နော်တနင်္ဂနွေနံနဲ့အစပြုတဲ့အမြေပိုင်းရှင်တွေအိမ်နဲ့မြေတွေအယောင်အဝယ်အောင်မြင်ပါမယ်အခြေခံဆရာသမားတွေရှိကအကူအညီရမယ်အဲ့တော့မိမိစီးပွားရေးမှာတော့တခုတော့ရှိတယ်မိမိနေပါမှာပဲမနာလိုတဲ့သူမိမိစီးပွားရေးကိုအတားစီပြုတ်မဲ့သူတွေပေါ်ပေါက်လာပါလိမ့်မယ် လောက်ငယ်သားအလုတ်သမားတွေနဲ့လုပ်ရတဲ့အလုတ်တွေဆိုရင်တော့အဲ့ဒီအလုတ်မျိုးတွေဟာအောင်မြင်မှုရမယ်အလုတ်မျိုးတွေဖြစ်နိုင်မယ်လို့ဖော်ပြထားတာပါခရီးသွားဖို့စီစဉ်မိမခရီးစဉ်ပြက်ပြဲနိုင်ပါတယ်ဒါလေးကိုတော့သတိထားပါเนาะအဲ့တော့တနင်္ဂနွေနေ့နဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာအချစ်ရင်အလွန်ကန့်ကောက်မဲ့လာတလာဖြစ်ပါတယ်အိမ်အောင်တဲ့တွေကတော့တုံးနဲ့တုံးအပေးယူပြပြီးနားလည်မှုရှိမဲ့လာတလာပါကျဲမှရင်ရတော့မျက်လုံး မျက်စိနာတာမျက်လုံးထိခိုက်တာမျိုးတွေဖြစ်ပေါ်တတ်တာကိုတော့သတိထားသွားဖို့လိုပါတယ်။အဲဒီတနင်္ဂနွေနိုင်တဲ့အစပြုတဲ့အမြေပိုင်ရှင်တွေရဲ့ကျမ်းမာရေးအရာရောအားနဲ့ချက်တွေနဲ့ပတ်သက်တဲ့ဟာရောအကာအကွယ်ဖြစ်စေဖို့ကုသိုလ်တွေပြုလုပ်ရမှာဖြစ်တယ်။ပြုလုပ်ရမယ့်ကုသိုလ်ကကောင်းကျင်းမောင်းအဖြူသုံးပွဲ ကော်ဖီသုံးခွက်ကိုပြင်းမင်းအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံဆုံးအဖြစ်နဲ့ တ်လှူသွားရမှာဖြစ်ပါတယ်။ဒါကတနင်္ဂနွေနေ့နဲ့အစပြုထားတဲ့အမြီပိုင်ရှင်တွေပါ။နောက်တစ်ခုပြောပါမယ်။တနင်္လာနေ့တနင်္လာနေ့နဲ့အစပြုတဲ့အမြီပိုင်ရှင်တွေတနင်္လာနေ့နဲ့အစပြုတဲ့အမြီပိုင်ရှင်တွေကစီပွားရေးအသက်လုပ်ငန်းအသက်တွေပေါ်ပေါက်လာပါလိမ့်မယ်။တဲယူပို့ဆောင်ရေးလုပ်ငန်းတွေဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်တဲ့သူဖြစ်ရင်တော့အကျိုးအမြတ်ကောင်းတဲ့ကိုရရှိမှာဖြစ်တယ်။ဒါပေမဲ့မော်တော်ကားမော်တော်ယာဉ်နဲ့ပတ်သက်ရင်တော့ ိုယ့်ရဲ့စီးပွားလုပ်ငန်းမှာပဲဖြစ်ဖြစ်ပိုင်ဆိုင်တဲ့မော်တော်ကားမော်တော်ယာဉ်တွေမှာပဲဖြစ်ဖြစ်ထိခိုက်မှုပျက်စီးမှုတွေဖြစ်ပေါ်တတ်တာဘူးတော့တလတာလုံးသတိထားရမှာပါအဲနိုင်ငံသားဘာသာစကားသင်ယူနေတဲ့သူတွေအတွက်တော့မိမိသင်ယူတဲ့ပညာရက်နဲ့မိမိမှာအကျိုးပေးတွေထင်ရှားလာမယ့်ကာလဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့ဒီလဟာတနင်္လာနေ့နဲ့အစပြုတဲ့မိပိုင်ရှင်တွေအတွက် အခြေရေးကံကောင်းမဲ့လာတလာလို့တွေ့ရပါတယ် အိမ်ောင်တွေတွေကတော့တုံးနေတူအထင်မြင်လွဲမှားတာမျိုးတွေဒါမှမဟုတ်ပဝင်းကျင်ကအထင်မြင်လွဲမှားလို့ဖြစ်ပေါ်လာတဲ့စိတ်နောက်ချက်တွေဝင်ရောက်တတ်ပါတယ်။ကျမ်းမာရေးအရတော့တနင်္လာနေ့နဲ့အစပြုတဲ့အနည်းပိုင်းရှင်တွေဟာအဆုတ်ပွားအဆုတ်ရောင်နာကိုသတိထားရမှာဖြစ်ပါတယ်။တနင်္လာနေ့နဲ့အစပြုတဲ့အမီပိုင်ရှင်တွေအတွက်ပြုလုပ်တဲ့နဲ့ကုသိုလ်အစီအစဉ်လေးကနေ့စဉ်နို့နဲ့စွမ်းကိုရောပြီးပြောရရင်တော့ uh, no sense no center ရဲ့ son ပေါ့နော်အဲ့ဒီလို no နဲ့ swan နဲ့ကို ရောပြီးစားလေးခတ်ပြီးတော့အယုံအချိန်မှာဖះရှင်ကိုအယုံပြုတ်ပြီးလှူဒန်းမှုဖြစ်ပါတယ်အဲ့တော့လှူဒန်းပြီးတဲ့အချိန်မကတ်လှူပြီးတဲ့အချိန်မှာတော့ဖះရှင်ရဲ့အကြောင်းတော်ရှေ့မှာပဲလက်ကိုချီမိုးပြီးဂုံတော်၉ပါးကို၃ချိန်ရွတ်ပွားတည်းဆဲပူဇော်ခြင်းကုသိုလ်ပြုပါအဲ့ဒါကနေ့စဉ်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ် နော်နောက်အင်္ဂါနယ်နဲ့အစပြုတ်တဲ့အပြီးပိုင်းရှင်တွေအင်္ဂါနယ်နဲ့အစပြုတ်တဲ့အပြီးပိုင်းရှင်တွေဟာစာလုံးစာလင်းစာကွဲစာမြင့်ဆွဲညပေါ့နော်ဒါရီနဲ့အစပြုတ်တဲ့အပြီးပိုင်းရှင်တွေပါဝင်ဆုတ်လိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်တဲ့အရန်ကိုဝမ်းသာစရာကောင်းတယ်နော်အကျိုးကျေးဇူးလေးကိုခံစားရမှာဖြစ်ပါတယ်ငွေအဆုတ်လိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်မိသားစုကိုအကြောင်းပြုပြီးစိတ်ပူပန်မှုတွေတော့ပေါ်စေရတတ်ပါတယ်တဲ့ အတိုက်ခံစကားပြောပြီးဖြေရှင်းရမယ့်ကိစ္စတွေနော်အဲ့ဒီကိစ္စမျိုးတွေကိုတော့ဒီလထဲမှာရှောင်းပါဘာကြောင့်လဲဆိုတော့အဲ့လိုအတိုက်ခံစကားပြောပြီးတော့မှအောင်မြင်မှုယူရမယ့်ကိစ္စရက်တွေမှာတော့အောင်မြင်မှုမထင်ရှားနိုင်ဘူးလို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီလိုအတိုက်ခံစကားပြောရမယ့်ကိစ္စတွေပေါ်ခဲ့ရင်တော့ရှောင်းပေးပါလို့နော်ဒီလိုလေးဟောချင်ပါတယ်နောက်တစ်ခါကိုပိုင်းစီးပွားလုပ်ငန်းလုပ်တဲ့လူတွေအာဒီ ပတ်ဆံကတော့ငါ့အတွက်ပြန်ရစရာမရှိတော့ဘူးဒီပစ္စည်းကတော့ငါ့အတွက်ရောင်းမထွက်တော့ဘူးလို့ sorry အဆုံးတွက်ထားတဲ့နော်ပစ္စည်းငွေကြေးအဲ့ဒီတန်ဖိုးတွေဟာနော်မိမိအတွက်အကျိုးအမြတ်အဖြစ်နဲ့ပြောင်းလဲပြီးမိမိရှိကိုရောက်ရှိလာစေနိုင်တဲ့ကာလလည်းဖြစ်တယ်လို့တွေ့ရတယ်ဆိုလိုတာကနော်ရှုံးပြီလို့ယူဆရတဲ့ကွန်ပစ္စည်းတွေကနေအမြတ်ဖြစ်လာနိုင်တယ်မရနိုင်တော့ဘူးလို့ယူဆထားတဲ့ပတ်စံတွေကနေမိမိရှိကို အဲ့ဒီပတ်စံလေးပြန်ဝင်လာနိုင်ပါတယ်ဒါကောင်းတော့เนาะအဟောကောင်းတော့ကံတရားပေါ့နော်နောက်တစ်ခါပညာရေးနဲ့ဆိုင်တဲ့ဂျိုးပန်မှုတွေကနေအကူအညီထောက်ပံ့နေရမယ်ဥပမာပေါ့ပညာရေးနဲ့သက်ဆိုင်တဲ့နော်ဆရာသမားအကူအညီထောက်ပံ့ငွေကြေးနဲ့သက်ဆိုင်တဲ့အကူအညီထောက်ပံ့နော်နိုင်ငံတော်နဲ့ပတ်သက်တဲ့အခြေအနေရဲ့ထောက်ခံချက်အကူအညီထောက်ပံ့ဒါရင်းနဲ့ပတ်သက်ပြီးတော့ကောင်းချိုးဖြစ်ရရှိမဲ့ကာလဖြစ်တယ်လို့ဖော်ပြထားပါတယ်နော် တိုးပေါ်ရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့အနှဲငယ်ခက်ခဲမှုနဲ့ကြုံရတတ်တယ်၊ကြံ့ကြာမှုတွေဖြစ်မယ်၊လုံအပ်ချက်တွေများစေတတ်တဲ့ကာလလို့ဟောပြပါရယ်။နော်။အင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေကတော့အချစ်ရဲမှာညနာစမ်းပွင့်မှာဖြစ်ပါတယ်။ချစ်သူရှိပြီးသားသူလည်းပဲနောက်ထပ်မိမိကိုနှစ်သက်လာတဲ့သူနော်မိမိကိုစိတ်ဝင်စားတဲ့သူတွေပေါ်ပေါက်လာစေတတ်တဲ့ကာလလို့ဖော်ပြပါရယ်အိမ်အောင်ရေးအိမ်အောင်တဲ့တွေအတွက်တော့အိမ်အောင်ရေးကောင်းမွန်ပါတယ် ဒါပေမဲ့တရိထားဆရာကမိမိရဲ့အိမ်ောင်ရေးအတွင်းရေးတွေကိုပအဝင်ကျင်နဲ့ဆွေးနွေးတိုင်းမြင်တာကိုရှောင်ရမယ်။ဘာကြောင့်လဲဆိုတော့ပအဝင်ကျင်ကြောင့်နော်စိတ်ကတိကအောင်အိမ်ောင်ရေးမှာဖြစ်ပေါ်စေရတတ်ပါရဲ့။ကျဲမှန်ရေးအရတော့လေချောင်းနာတာအဆုပ်အေးအေးမိတာတွေဖြစ်ပေါ်တတ်လို့တရိပြေရမှာဖြစ်ပါရဲ့။ကုသိုလ်ပြုရမယ်အစီအစဉ်နေနေတော့မြေပန်းအိုးတစ်လုံးမှာဇီဇဝါညွတ်ငါးညွတ်ကိုပြင်ပြီးတော့တလတာလုံးနော်မိမိအိမ်ဖျားចောင်းတော်မှာ မညိုတန်းလဲလဲပြီးဖျားရှင်ကိုအာယုံပြုပြီးပို့ဆောင်ပေးသွားဖို့ဖြစ်ပါတယ်။ဗောဓုနံနဲ့အစပြုတဲ့အမေပိုင်ရှင်ဗောဓုနံဆိုတာကနော်ဗောဓုနံဆိုတာလရပလဲရကောင်းလဝပေါ့နော်အဲ့ဒီအခရာတွေနဲ့စထားတဲ့အမေပိုင်ရှင်တွေပါအဲ့ဒီအမေပိုင်ရှင်တွေကရည်ရွယ်ထားတဲ့စီပါကုတ်စီပွားရေးကိစ္စတွေအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်အဲ့တော့ရည်ရွယ်ထားတဲ့ လုံရသေးဘူးဆိုရင်လုံဖြစ်မယ်ရည်ရွယ်ထားတယ်လုံနေတဲ့စီးပွားရေးဆိုရင်လည်းအောင်မြင်မယ်ဒါကိုပြောတာဖြစ်ပါလေအဆောက်အဦအစ်စ်တွေတိဆောက်တာဝယ်ယူတာတွေပြုတ်လုရပြီးတော့ရတနာပစ္စည်းတွေနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုအစ်စ်တွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားလို့အလွန်ကောင်းမွန်တဲ့ကတရားတွေပါ now ငပိငချောင်းနဲ့ရေထွက်ကုန်ပစ္စည်း တွေနဲ့ပတ်သက်တဲ့စီပါရေးလုပ်တဲ့သူတွေကအကျိုးဖြစ်ထွန်းမဲ့ကာလတစ်ခုဖြစ်တယ်လို့တွေ့ရတယ်။အဲ့တော့ငပိငချောင်းနော်ရေနဲ့သဆိုင်နဲ့ထွက်ကုန်ပစ္စည်းတွေကိုဖြန့်ဖြူးတာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်ထုတ်လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနဲ့သဆိုင်နဲ့လုပ်ငန်းတွေလုပ်တဲ့သူကဒီလမှာဘော်ဒူးနိုင်ငံအစပြုတဲ့အမည်ပိုင်ရှင်တွေဖြစ်ခဲ့ရင်တော့အောင်မြင်ဖြစ်ထွန်းလိုက်မဲ့ကာလပါတဲ့။အဲ့ပညာရေးနဲ့သဆိုင်နဲ့စူးစမ်းမှုတွေမှာတော့မိမိကဝင်ပြီးကြောင်းလျှောက်တာမျိုးပဲဖြစ်ဖြစ် အများတဲကနေလူနည်းစုရွေးချယ်ခံမှုဝင်ရှင်ပြိုင်တာပဲဖြစ်ဖြစ်ရွေးချယ်မှုခံရတာမျိုးကိုပေါ်ပေါက်မဲ့ကာလဖြစ်ပါရဲ့။ဒါကြောင့်ဘရူနန်နဲ့အစပြုတဲ့ပုံကိုရာပညာသင်ကြားဖို့ကြောင်းတက်ဖို့အတွက်နော်အကြောင်းလျှောက်တာမျိုးတွေပညာရေးနဲ့ပတ်သက်ပြီးနော်ရွေးချယ်ခံမှုအင်တာဗျူးဖြေတာမျိုးတွေကိုစ조사တဲ့နဲ့လာတလာဖြစ်ပါရဲ့။နော်အခြေရေးမှာလိုအပ်တာထက်ပိုပြီးမျက်နှာစမ်းပွင့်လိမ့်မယ်။ဒါကြတော့ရှေ့ပိုင်းမှာ အင်္ဂါနဲ့စပြည့်တဲ့ပုံကိုယ်လေးကိုမျက်နှာဆမ်းပွင့်မယ်လို့ပဲပြောခဲ့တယ်။ဒါပေမဲ့ဒီနေရာမှာလိုအပ်တာထက်ပိုရွေ့လို့ပြောတဲ့အတွက်ကြောင့်နော်လိုအပ်တာထက်ပိုနေပြီဆိုကြတဲ့ကကောင်းချုံမဟုတ်ဘူးဆိုချုံလာလိမ့်မယ်။ဒါကြောင့်ဘာလို့ပြောချင်တာလဲဆိုတော့မျက်နှာဆမ်းပွင့်ခြင်းကြောင့်နတ်ဆက်တွဲဖြစ်ပေါ်လာမဲ့ဆိုချိုးတွေရှိတယ်အချစ်ရဲမှာဒါကိုသတိထားပါလို့ပြောတာဖြစ်ပါတယ်။နော်အိမ်အောင်နဲ့သက်ဆိုင်ရနော်အိမ်အောင်ပြုတ်ဖို့အစီအစဉ်ရေးဆွဲတဲ့သူတွေကတော့ နောက်ကြလိုက်မယ်နော်အိမ်အောင်ပြုတ်ဖို့အချိန်ကိုသတ်မှတ်ထားတဲ့ကာလထက်နောက်ဆုတ်ရတာမျိုးတွေဖြစ်ပေါ်စေရတတ်ပါတယ်။ကျဲမှန်ရေးအရာတော့သွေးတိုးတာသွေးပေါင်ကြတာတွေကိုဂရုစိုက်ရမှာဖြစ်တယ်။ဒီအပြင်မှာသတိထားဖို့လိုတာကမိမိခံစားနေရတဲ့ဝေဒနာမျိုးမဟုတ်ဘဲနဲ့ရုပ်တရက်ပေါ်ပေါက်လာလို့ဖြစ်ပေါ်တဲ့ခွဲစိတ်ကုသရတာတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကိုတော့ကျမ်းမာရေးရသတိထားဖို့လိုပါတယ်။အဲ့တော့ပြုလုပ်ရမယ့်ကုသိုလ်အစီအစဉ်က ဖန်ပန်းအိုးမှာမလကာညွတ်သုံးညွတ်တပင်ညွတ်တညွတ်တို့ကိုပြင်းပြင်းအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမိမိအိမ်ဖျားကြောင်းတော်မှာပြန်ဆင်ပူဇော်ခြင်းကုသိုလ်ကိုပြုလုပ်ပေးသွားဖို့လိုအပ်ပါတယ်။နော်ဒါကဗုဒ္ဓဟူးနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေပါ။နောက်ကြာသပတိနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကမထင်မပင်ခရီးဝေးကိုရုတ်တရက်သွားရပါလိမ့်မယ်။ နော်မတူညီတဲ့စီးပွားရေးကိုထပ်မံတိုးချဲ့ပြီးတော့လှုပ်ဆောင်ခွင့်ရပါလိမ့်မယ်နော်မတူညီတဲ့လုပ်ငန်းလို့ပြောတဲ့အတွက်တိုးချက်လှုပ်ဆောင်တယ်ဆိုတာထက်ထပ်မံချဲ့ထွင်လှုပ်ဆောင်တာကိုလုပ်နေတဲ့အလုပ်နဲ့နောက်ထပ်မတူတဲ့အလုပ်တွေထပ်ပြီးတော့လုပ်ရဖို့ပေါ်ပေါက်လာမယ်လို့ပြောပါတယ်အဲ့တော့လုပ်ရဖို့ပေါ်ပေါက်လာမယ်ဆိုတာလုပ်ဖို့အခွင့်အရေးရမယ်လို့ဆိုလိုတာပါ အဝေးကနေရောက်လာတဲ့မိဆွေတွေနဲ့ပေါင်းပြီးဆောင်ရွက်ရတဲ့အလုပ်တွေကလည်းအောင်မြင်မှုရပါလိမ့်မယ်။ဒါကြောင့်အဝေးကနေရောက်လာတဲ့မိဆွေတွေကသူတို့လုပ်မဲ့လုပ်ငန်းအတွက်ကန့်လန့်လာတာမျိုးရှိခဲ့ရင်တော့ဒီလမှာပေါ်ပေါက်ခဲ့ရင်ဂျာတာရင်းနယ်နဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကလက်ခံပြီးတော့လှုပ်ဆောင်တဲ့ကာလလို့ဖော်ပြထားတာကိုတွေ့ရပါတယ်။ပြည်ပနဲ့သက်ဆိုင်တဲ့ခရီးနယ်ပတ်သက်ရင်တော့ဂျာတာရင်းနယ်နဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကအချိန်ကြန့်ကြာတတ်လို့မိမိသွားမဲ့ကာလတစ်ခုကို ြိုတင်ပြင်ဆင်ထားပေမဲ့အသေးချာဆောင်ရွက်ထားပြီးဖြစ်ပေမဲ့လည်းနေ့စဉ်နဲ့အမျှအဲ့ဒီခီးစဉ်နဲ့ပတ်သက်ပြီးအောင်မြင်မှုရှိအောင်အာရုံစိုက်ထားဖို့တော့လိုအပ်ပါတယ်နော်ဒါတော့အရေးကြီးပါတယ်ဒါပြပခီးသွားမဲ့သူတွေအတွက်ကိုပြောတာဖြစ်ပါတယ်နောက်ဂျာတာပရင်းနဲ့အစပြတဲ့ပုံကိုရချစ်သူရှိပြီးပေမဲ့လည်းမိမိကိုယ်တိုင်စိတ်ညာတတ်တာကြောင့်တောကဖြစ်ရတတ်ပါတယ် နော်ဂျာတာရီနိုင်တဲ့အစားပြည့်တွေပုံကိုယ်တွေလူလွတ်တွေကိုပြောတာနော်အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအာယုံများတတ်ပါတယ်အာယုံများတတ်တယ်ဒါလို့ဆိုရင်သဘောပေါက်ပါပြီနော်ဒါပေမဲ့အဲ့ဒီအာယုံများခြင်းကြောင့်စိတ်သောကဖြစ်เสียရီပေါ်ပေါက်လာတတ်တဲ့ကာလဖြစ်လို့ပြောရရင်တော့အာယုံမများပါနဲ့ပေါ့နော်အနောက်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ကမိမိကိုစီးပွားဥစ္စာတွေပေးအပ်နိုင်မဲ့လာတလာဖြစ်ပါတယ် ဲ့တော့မိမိတို့ရှားဖွေစုဆောင်နေတဲ့စီးပွားရေးအတိုင်းအတာနဲ့ရည်မျှတဲ့နော်သူ့ထက်ตาလွန်ချင်းရှိနိုင်တဲ့ငွေကြေးတွေကိုမိမိအိမ်နောက်ဘက်ကမိမိကိုအနံလာနိုင်တဲ့အထိကောင်းကျိုးရှိပါတယ်အဲ့တော့ပြောချင်တာကအိမ်နောက်ရင်းနဲ့ပတ်သက်ရင်အိမ်နောက်ဘက်ရဲ့ကောင်းကျိုးကိုခံစားရမယ့်ကာလဖြစ်ပါတယ်ကျမ်းမာရင်းရတော့ပခုံးလက်ပြင် အဆရှိတဲ့နေရာတွေမှာအကျောအစစ်တွေထိခိုက်တာ အကျောညက်တာဒါတွေဖြစ်နိုင်လို့သတိပြုရမှာဖြစ်ပါတယ်။အောင်ကြာသမီးနိုင်နေအဆပြုတဲ့เนาะပုံကုတ်တွေကကုသိုလ်အနေနဲ့ပြုလုပ်တဲ့နာစပယ်ပန်း၅ခုကိုကျွေပကံအဖြူမှာထည့်ပြီးဒလိုလေးပေါ့စပယ်ပန်း၅ခုကိုကျွေပကံအဖြူမှာခွေပြီးထည့်ပြင်ဆင်ပြီးကြာသာပရိနိနဲ့နဲ့ဆန်နာကြီးမကြော်ခင်အတွင်းထဲမှာဖះရှင်ရဲ့ကြောင်းတော်မှာအသေးချပကံလေးကိုကင်မပြီး 新郎面漂过，还用表露？十排办公面呢？不少见骨头表露吧？搿路也冇好看喏。不少见骨头表露吧？喏，哎喽哈，加大营奶奶啊，杀表嘞，米白鲜嘞，上月也米骨头，新鲜嘞吧？然后大家奶奶杀表嘞，米白鲜嘞。到家奶奶杀表嘞，米白鲜嘞啊！天上脚扎尖，敖年前那个下起没旮拉撇白嘞，哎喽！天上脚扎尖呢，敖年前啊，没多。 ထင်ရှားကြော်ကြားတယ်ဆိုတာဟာကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုအများကအတိအမှတ်ပြုတ်လိုက်တာအများရဲ့ထောက်ခံချက်ကိုရရှိတာနော်ထင်ရှားကြော်ကြားတာအဲ့တော့အဲ့ဒါကထင်ရှားကြော်ကြားတာအောင်မြင်တာဆိုတာကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေကိုရည်ရထားတဲ့ကိစ္စပြီးမြောက်သွားတာကိုဖြစ်ချင်းတယ်လို့ချက်သွားတာနော်အဲ့ဒါဟာအောင်မြင်တာအဲ့တော့အခုတောက်ကြန်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေက ထင်ရှားကြော်ကြားတာလည်းဖြစ်နိုင်တယ်အောင်မြင်တာလည်းဖြစ်နိုင်တယ်တဲ့ဒါကြောင့်เนาะဒီချိန်ကာလဟာတောက်ကြနိုင်တဲ့အစပြည့်ရဲ့ပုံကိုယ်တည်းဟာเนาะပြိသက်အလဲမှာထွက်ပြီးတော့ဆောင်ရွက်ရတဲ့မိမိရဲ့အရေးအသွေးကိုပြတဲ့အလုပ်တွေကိုလုပ်နိုင်သလိုမိမိရည်ရွယ်ထားတဲ့ကိစ္စတွေကိုအင်းနဲ့အားနဲ့ဇွဲနဲ့ဝရိယနဲ့ထည့်ပြီးစူးစမ်းဆောင်ရွက်လို့ရတဲ့ကာလဖြစ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့ထင်ရှားကြော်ကြားခြင်းကိုလည်းပေးမယ်။ အောင်မြင်ခြင်းကိုလည်းရမယ်ကာလဖြစ်လို့ပါဝန်တန်းဖြစ်တယ်ဆိုရင်လည်းယာဓုတိုးဖို့အခွင့်ရေးအစ်စ်တွေကိုယာဓုတိုးတဲ့အခွင့်ရေးအစ်စ်တွေကိုလက်ခံရရှိမယ်လာဖြစ်ပါတယ်တဲ့နော်ဝန်တန်းဆိုရင်တော့ယာဓုတိုးမယ်အခွင့်အရေးတွေရရှိပါလိမ့်မယ်ကိုပိုင်စီးပွားလုပ်ငန်းအတွက်တော့လူသိညာအောင်ဆောင်ရွက်ဖို့အခွင့်ရေးကောင်းတဲ့လာဖြစ်ပါတယ်အဲ့တော့မိမိရဲ့ကိုပိုင်စီးပွားဆိုရင်တော့ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်တယ်ဆိုရင် မိမိရဲ့ထောက်ကုံတွေကိုနော်စားသုံးသူတွေသုံးဆွဲသူတွေသိအောင်နော်ပြိသက်ရှေ့ကိုချပြဖို့အသင့်တော်ဆုံးကာလဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်နော်နောက်တစ်ခါသင်ကြားရေးလုပ်တဲ့လုပ်ငန်းရှင်တွေပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေနော်မာသင်ကြားရေးဆိုတာအွန်လိုင်းသင်ကြားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ပေါ့နော်နောက်တစ်ခါအကြောင်းထောင်တဲ့နော် private အကြောင်းထောင်တဲ့ ပညာရေးလုပ်ငန်းလုပ်တဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီလိုသူတွေဟာသင်ကြားရေးပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ပုံကိုယ်တွေဟာဒီလမှာတောက်ကြနံတဲ့အစပြုတဲ့ပုံကိုယ်တွေဖြစ်မယ်ဆိုရင်နည်းနည်းမကောင်းဂုံသရင်ထွက်ပေါ်မဲ့ကာလဖြစ်ပါလေနော်အဲ့တော့ဆရာမဒီနေရာမှာတောက်ကြနံတဲ့အစပြုတယ်ဆိုတာလူပုံကိုယ်ကိုရည်ညွှန်းထားတာဖြစ်ပေမဲ့မိမိရဲ့လုပ်ငန်းရဲ့နာမည်အဖွင့်နာမည်ဟာလေတောက်ကြနံနဲ့ဖြစ်မယ်ဆိုရင် ဒီအဟောကိုယူလို့ရပါတယ်နော်အဲ့တော့ဥမာပေါ့နာမည်ကဂျာတာပရင်းနိုင်နေပဲစထားတယ်ကိုလုပ်ငန်းရဲ့အဖွင့်နာမည်ဟာတောက်ကြံန်အတန်ထွက်နေအင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်အတန်ထွက်နေစထားတယ်ဆိုရင်ဒါပေမဲ့သူ့လုပ်ငန်းဟာသင်ကြားရေးနဲ့ပညာရေးဆိုင်တဲ့လုပ်ငန်းပဲဖြစ်ရမယ်နော်အဲ့ဒါဆိုရင်တော့ဒီလဟာအောင်မြင်မှုကောင်းတွေကို ရရှိမဲ့လာတလာဖြစ်ပါတယ်နာမည်ကောင်းဂုံတရင်တွေထွက်ပေါ်မဲ့လာဖြစ်ပါတယ်အခြေအကိစ္စတွေဟာ ညော်မှန်းတယ်လို့အောင်မြင်မှုရမယ်ကာလဖြစ်ပါတယ်တဲ့အဲ့တော့မိမိဘလို့ညော်မှန်းထားလဲမိမိညော်မှန်းထားတာဒီသူ့ကိုနော်ချေးဆိုဖို့ညော်မှန်းထားရင်အဲ့ဒီမိမိချေးဆိုတာအောင်မြင်မယ်အဲအကယ်၍လက်ထပ်ဖို့ရည်ရွယ်ထားရင်လက်ထပ်ခွင့်တောင်းဖို့ရည်ရွယ်ထားရင်မိမိလက်ထပ်ခွင့်တောင်းခြင်းအောင်မြင်မယ်ပေါ့နော်အဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးညော်မှန်းထားတာတွေအောင်မြင်မှုရရှိမယ်အဲ့တော့အိမ်အောင်သေးများဆိုရင်တော့ မျက်နာစမ်းပွင့်လွန်းလို့အထင်လွဲခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့เนาะသူကတော့ဘာမှ စိတ်ရင်းရိုင်တာမရှိဘူးဒါပေမဲ့လည်းပဲသူ့ရဲ့မျက်နာစမ်းပွင့်ခြင်းကြောင့်เนาะတစ်ဖက်လူရဲ့အထင်လွဲတာမျိုးကိုတော့ခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့เนาะနောက်တစ်ခါကျမ်းမာရင်းရအစားအသောက်ကြောင့် ဘေးအတွက်ဆိုချိုအလွယ်တကူဖြစ်တတ်ပါတယ်နော်တတိထားပါမိမိစားနေကြအစားစားကိုတော့တတိထားပြီးစားပါအသည့်အစမ်းအရတာအသည့်တွေစားသုံးခြင်းကိုလည်းကယူဆိုင်ပါနော်ဒါကြောင့်အစာအတော့တွေကြောင့်ဖြစ်တဲ့ဘေးရက်ဆိုးကျိုးတွေအလွယ်တကူဖြစ်ပေါ်တတ်ပါတယ်တဲ့ကုသိုလ်အစီအစဉ်နေနဲ့တော့တောက်ကြနေနဲ့မိမိမွေးနေမှာဥမာတောက်ကြနေနဲ့အစာပြူထားတဲ့အမီပိုင်ရှင်ဖြစ်ပေမဲ့မွေးနေဟာစနေဖြစ်ရင်လည်းဖြစ်မယ်ကြာတာပြည့်ဖြစ်ရင်လည်းဖြစ်မှာပေါ့နော်ဒါကြောင့်ကုသိုလ်လုပ်ရမှာနှစ်ရက်ပါ တောက်ကြနေရဲ့မိမိရဲ့မွေးနေရဲ့တောက်ကြသားသမီးဆိုရင်တော့တက်ရက်ပဲလုပ်ရုံပဲပေါ့နော်အဲ့တော့အဲ့ဒီနေ့မှာအသင့်ဖုံးခွေသုံးဆောင်နိုင်အောင်ပြင်ဆင်ထားတဲ့စွန်းနဲ့အတူ ပြင်ဆင်ထားတဲ့တက်သေးစွန်းကိုပါကတ်လှူဖို့ဖြစ်ပါတယ်တပတ်မှာနှစ်ရက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကတ်လှူမှုဟာသူကအချိန်ကာလအဖြစ်အယုံမှာပဲလှူလို့နေစွန်းမှာပဲလှူလို့မိမိ အစဉ်ပြေရာမှာအဲ့ဒီစွန်းနဲ့အတူ အသင့်ဖုံးပွဲသုံးဆောင်မှုပြင်ဆင်ထားတဲ့တက်သီးစွန်းတပွဲကိုပါကတ်လှူရမှာဖြစ်ပါတယ်။နော်။နောက်စနေနေ့နေ့အစပြုတဲ့အမြီပိုင်ရှင်ပြီပါ။စနေနေ့နေ့အစပြုတဲ့အမြီပိုင်ရှင်နေ့ကတော့စီပေါ်ရေးအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်။ဒီလကတော်တော်များများနော်ဟိုဟိုနင်းမေးတွေပေါ့ဂျိုလေးတွေရဲ့အနေထားလေးတွေကောင်းတဲ့အတွက်တင့်တင့်နဲ့ကန်တရားအဟောလေးတွေတွေ့ရပါတယ်။ စီမံရေးထိုးကောင်းမွန်တဲ့ကာလဖြစ်တယ်။ယာရုတိုချင်းလုံပိုင်ခွင့်အနှင်းခံရခြင်းတို့လည်းဖြစ်ပါလိမ့်မယ်။ဘာသာရေးကုသိုလ်ရေးကိုပုံပြီးအာယုံဆိုင်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်မိမိဆောင်ရွက်နိုင်တဲ့အလျောက်ပေါင်းသောမိမိရဲ့ကံတရားတွေဟာပိုးပြီးတော့ထင်ရှားအကျိုးပေးလာမယ့်ကာလလည်းဖြစ်ပါတယ်။အဲ့တော့ဖခင်ဒါမှမဟုတ်အကြီးအကဲတူဦးရဲ့ ကျမ်းမာရေးကြောင့်တော့မိမိမှာစိတ်တော့ကဖြစ်ရတာစိတ်ပူရတာတွေဖြစ်စေတတ်ပါတယ်။အဲ့တော့ကုံချမ်းတွေကိုတံပိုးပြောင်းလဲပြီးအကျိုးအမျက်ထင်ရှားလိမ့်မယ်လို့ဖော်ပြပါတယ်။ဒါကဘာကိုပြောချင်တာလဲဆိုတော့နော်ဟိုကုန်ပစ္စည်းထုတ်လုပ်တဲ့နေရာမှာကုံချမ်းကနေကုံကြောဖြစ်ပြောင်းလဲထုတ်လုပ်တဲ့လုပ်ငန်းမျိုးတွေဆိုရင်အဲ့ဒီလုပ်ငန်းတွေဟာဒီလအတွက်ပေါင်းချုံ အကျိုးအမြတ်ထင်ရှားမဲ့ကာလလို့ဖော်ပြတာပါအဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့ပညာရေးလုပ်ငန်းလုပ်သူတွေကတော့ပြိတ္တပေါ်များလာမဲ့လာဖြစ်တယ်လို့ပြိတ္တရဲ့ထင်ကြီးလေးစားမှုကိုရရှိမဲ့ကာလဖြစ်ဖော်ပြပါတယ်အခြေရေးအရတော့မိမိနဲ့အသက်အရွယ်အလွန်ကွာတဲ့သူတွေရဲ့ခြေရင်းဆိုခြင်းကိုခံရတတ်တဲ့ကာလဖြစ်ပါတယ်နော်အဲ့တော့အိမ်အောင်တွေအတွက်တော့တုံးနဲ့တုံးမကြာခဏ เนาะอไตขันสกาပြောสู่ย่าราริဖြစ်ပေါ်စေတတ်တယ်လို့ဖော်ပြထားပါတယ်အဲ့တော့ចမ်းမရေးအရာတော့စနေနေနဲ့စတဲ့အမိပိုင်းရှင်နေရာဒီလရဲမှာအယိုးအစ်စ်ထိခိုက်တာ နာကျင်တာရောင်ရမ်းတာတွေဖြစ်ပေါ်တတ်လို့သတိထားဖို့လိုအပ်ပါတယ်စနေနေနဲ့အစပြုတဲ့အမိပိုင်းရှင်နေပြုလုပ်တဲ့နဲ့ကုသိုလ်ကစနေနေနဲ့အစပြုတဲ့ဖုံးတော်ကြီးကြောင်းเนาะဒါမှမဟုတ်ရင်စနေသားတန်ဃာတော်ရဲ့သရင်300ចောင်းမှာ စံစီစာအစရှိတဲ့ဖလူပွဲပစ္စည်းတွေကိုဖလူတန်းပေးတဲ့ကုသိုလ်တစ်ခုကိုနော်ပြုလုပ်ပေးဖို့ဖြစ်ပါလေအဲ့ဒါကတော့နေ့ရက်ရွေးချယ်စရာမလိုပဲမိမိအစဉ်ပြေရာ ရက်ကိုဒီတလတာအတွင်းမှာပဲရွေးချယ်ပြီးမိမိကိုယ်တိုင်လက်ထိလက်ရောက်ကတ်လှူပေးသွားဖို့ဖြစ်ပါတယ်နော်ဒါဟာတနင်္ဂနွေကစပြီးတော့စနေအစောနာနေနဲ့ နော်အစပြုတ်တဲ့အမည်နာမမှာအစပြုတ်တဲ့နာမည်နဲ့အမည်တွေကနေပြောလာမဲ့ကံကြမ္မာအဟောတွေဖြစ်ပါတယ်။ဒါကြောင့်အခုနေနာမည်အလိုက် နော်နေအလိုက်နာမ်အလိုက်ဆိုတာထက်အမည်နာမရဲ့အစစလုံး အခရာတွေနဲ့ဟောပေးထားတဲ့အမည်များမှပြောတော့ကံကြမ္မာကိုအသေးချာနားထောင်ပြီးတိပြုတ်တဲ့နာတွေကိုလည်းပဲတိပြုတ်နေထိုင်လို့ပြုတ်လို့ရမယ်ကုသိုလ်တွေကိုဆောင်ရွက်သွားပြီး အားနဲ့ချက်တွေကိုအကာအရံဖြတ်လို့ကောင်းချိုးတွေကို ပို့ပြီးထင်ရှားလာစေမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာနေ့လည်ခင်လေးပါ။ကျမ်းမှာချမ်းသာပြီးအနေအကင်းဘေးရှင်းလို့စိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ဆက်လိုက်ပါတယ်။